ငလျင်ဘီရဲ့အနေနဲ့အတိပေးနိုးစွာချက် 2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12:51မိနစ်3ည2စက္ကန့်အချိန်တွင်မန္တလေးမြေငလျင်စခန်းမှာအရှိမျောက်ဘက်21ကီလိုမီတာခန့်ကွာဝေးသောမန္တလေးမြို့အရှိမျောက်ဘက်20ကီလိုမီတာခန့်အကွာကိုဗဟိုပြု၍ AR Redis K ခွန်တဒမခွန်ရရှိအင်အားလွန်ပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှသတင်းထုတ်ပြန်ထားပါသည် ။ငလျင်တန်းကြောင့်ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်ပေါင်း18မြို့နယ်တို့တွင်လည်းထိခိုက်ပျက်စီးမှုများရှိကြောင်းသတင်းများထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါငလျင်ပြီးနောက်မတ်လ28ရက်နေ့7:00နာရီ2မိနစ်6စက္ကန့်အချိန်မှာယနေ့ AP လား9ရက်နေ့မွန်လွယ်16နာရီ14မိနစ်6စက္ကန့်အချိန်အထိနောက်ဆက်တွဲမြေငလျင်များ84ချိန်အထိလှုပ်ခတ်ထားကြောင်းမိုးလေဝသနှင့်ဇလဗေဒညံကြောင့်မှုအစည်းထောင်မှာအသိပေးထုတ်ပြန်ထားပါတယ်။ တို့ဖြစ်ပါ၍ထိခိုက်ပျက်စီးစေနိုင်သည့်နောက်ဆက်တွဲငလျင်များလုတ်ခတ်နိုင်သဖြင့်အထက်မြင့်အဆောက်အအုံများတပ်တန်းကုန်လွန်နေသောအဆောက်အအုံများကြံ့ခိုင်မှုနယ်ပါသည့်အဆောက်အအုံများတွင် နေထိုင်သူများအနေဖြင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိနိုင်သည့်အထက်နှင့်အဆောက်အအုံများဘေးကင်းလုံခြုံသည့်ခိုလုံရနေရာများတပင်းကြီးများနှင့်ဓာတ်တိုင်များမရှိသည့်ကွင်းပြင်ကြီးများသို့ရွှေ့ပြောင်းနေထိုင်ခြင်းကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါသည် ပြည်သူများအနေဖြင့်သက်ဆိုင်ရာဌာနများမှထုတ်ပြန်သည့်တရေများကိုစဉ်ဆက်မပြတ်ဖက်ရှုကြပါရန်နှင့်ငလျင်နှင့်ပတ်သက်သည့်ကောလာဟာလတရေများကိုလက်ခံယုံကြည်ခြင်းဖြန့်ဝေခြင်းများမပြုလုပ်ကြရန်အသိပေးပါသည်။ထို့အပြင်အရေးကြီးစာရွက်စာတမ်းများ၊ဇီဝများ၊ရေနှင့်အစားအစာများ ဆက်သွယ်ရေးကြိယာများနဲ့မိမိနဲ့မိသားစုအတွက်လိုအပ်မည်အရေးကြီးပစ္စည်းများပါဝင်သည့်အရေးပေါ်အိမ် emergency ဘက်များ ပြင်ဆင်၍ကိုနှင့်မကွာဆောင်ထားကြရန် လိုအပ်ပါသည်မိမိပတ်ဝန်းကျင်တွင်အဆောက်အဦပြိုကျမှုနှင့်အခြားဖြစ်စဉ်များကြောင့်ဒဏ်ရာရရှိသူများပိတ်မိနေသူများ အကူအညီလိုအပ်သူများရှိပါကသက်ဆိုင်ရာမြို့နယ်များ၏ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတို့မဟုတ်မိသက်တဖွဲ့ထံသို့ အချိန်နဲ့တပြေးညီဆက်သွဲအကူအညီတောင်းခံနိုင်မှာကြောင့်အသိပေးအပ်ပါတယ်။ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့